ွမ်းချင်းတွေပဲစုနေတာအပြင်မှာအဲလွမ်းတခံရှိလာပါညာပေါ့အမှန်တော့မဟုတ်ကိုရောက်လာချင်းနေလွမ်းချင်းတွေပဲဖြစ်ကြတော့ချင်းညာနော်ချင်းလည်းချင်းမများပါပဲကောင်းနှစ်ကောင်မလေးကစုံမှု ခတ်နေရပါဘူး။ပြူပြူရွမေးပြူရွလည်းမေးရမှာနော်။ single life ကတော့နောက်ဆက်မတင်ဘူးနော်။နောက်ကြောင်အေးတာပေါ့။ဒါမှဆိုမှမေဘရနီရေးရိုက်ပေးပါဦး။သမီးဘဲနဲ့သွားနေလို့မရဘူးလို့နော်။အဲ့လုံးလုံးမဖြစ်ဘူး။ကိုဖြိုးနဲ့ကန်ဆက်တယ်ပြောရမှာမဖြစ်ဘူး။ဒီကိုဖြိုးကိုရိုက်ပေးခဲ့တဲ့သချင်းလေးဆိုရင်တော်တော်များတပုတ်တပုတ်ကလည်းကွဲပြီးစမ်းတက်နေရပါတော့။ရိုက်ပေးရခြင်းတော်တော်များအဆူပြနေရတဲ့သချင်းလေးကြီးပဲ။ဒီမျိုးနိုင်ငံများအနေမှာဒီ last time ဆိုသူငယ်ချင်းဆိုတော့ဆူပြတဲ့သချင်းတိုင်းပြည့်လွတ်မှာမဟုတ်ဘူး။ ဒီနေ့ဟုတ်တယ်ဟိုဒုတိယမြောက်နေ့လေးပေါ့နော်ဟိုတချင်းအစ်စ်ကလေးတစ်ပုဒ်ပါအဲပြီးတော့ membrane ကတော့ဒါကိုရဲ့အမြဲတမ်းပေါ့နော်အားကိုရတဲ့ညီမပေါ့နော်ဆိုတော့ membrane နဲ့ပဲရိုက်ဖြစ်တဲ့ချင်းလေးတစ်ပုဒ်ပေါ့နော်စုံလေးချင်းလေးစုံမှတ်လို့နာမည်ပေးထားပါအဲဒီချင်းလေးကိုစပြီးတော့ရိုက်မယ်ဆိုရင်ချင်းနှောင်းတော့ချင်းနှောင်းတော့ချင်းလေးကသူကအကောင်နဲ့ကောင်မလေးက စုံမှုခံနေရပေါ့စုံမှုခံနေတယ်အစုံမလေးတစ်ခုမှာတို့ကအမြင်တမ်းအဲဘယ်လိုလဲလွင်းလွင်းနေပေါ့နော်တို့အဲ့လိုပုံစံမျိုးလေးဆိုတော့ဒီထဲမှာပါတဲ့ actor တွေကိုလည်းကိုဖြိုးနဲ့အမြင်အဲ့ဒီတယောက်ဆောင်ကြီးအမြင်ရွေးတယ်ပေါ့ကိုဖြိုးကကြောက်လို့လဲဆိုတော့ဒီတယောက်ဆောင်ကြီးနဲ့မှာဆိုလို့ရှိရင် ီညနေတက်တက်ဆောင်ပြီးတော့ပို့သဘောကြတယ်ပြီးတော့ talent ရှိတဲ့လူတွေပို့သဘောကြတယ်အဲ့ဒါနဲ့တိုင်ပြီးတော့ကိုပြောကဒီမင်းသားကိုရဲလွင်ဦးပေါ့နော်ရဲလွင်ဦးနဲ့ဆိုတော့အရန်ဆင်ပြေရဲလွင်ဦးကလောလောလောလည်းကောင်းတယ်အရင်လည်းဆုံပွဲလည်းရဲလွင်ဦးကဖတ်မဲ့သွားမင်းသမီးကြတော့လေကိုပြောနဲ့တိုင်ပြီးတော့ဟိုကုကူးစရာပေါ့နော်ကုကူးကလည်းကိုနဲ့အရင်တော့အရှိမအပိုင်း60ကားတွေထားတော့ဟိုအရင်လည်းခင်လေအကိုပြောကိုပြပြောင်းလေကိုပြောကအရင်သဘောကြတယ်ဒီစိမ့်ရင်လေကဒီသဘောကြတာပေါ့ talent ပဲရှိရဆိုပြီးအဲ့ဒါဒီကုကူးစရာနဲ့ရဲလွင်ဦးပေါ့နော်တို့နှစ်ယောက်ယူချက်ပြသွားပါ အာကူကူကိုစပြောတာကူကူကလည်းဝမ်းသာအားရပဲကိုဖြိုးသချင်းဆိုရင်ရိုက်မှာပေါ့ဆိုပြီးတော့မန်းညောင်းရက်ကအရန်ကက်နေသူကိုဖြိုးစပြောပြီးရမ်းမှာသူတို့ကိုချိန်ဖို့အချိန်ရက်၃ရက်လောက်ပဲ၃ရက်လောက်ပဲရှိရဲဟိုအဓိကတော့ဟိုရိုက်မယ်လို့ idea ရှင်းအောင်ဒီရက်တွေ available ဖြစ်အောင်မှဟိုတုံးတဲ့လူတွေပေါ့နော်ဟို adex အားအောင်မှပြီးတော့ driver ကိုယ်တိုင်လည်းအချိန်ပေးနိုင်အောင်မှပြီးတော့ကိုလိုချင်တဲ့နေရာကလည်းရအောင်မှဆိုတော့ဟိုဒီစုံမှန်ဆိုတဲ့သချင်းလေးရဲ့ ကန်ပဲပေါ့နော်ဆန်သူသူကန်လို့ပဲကိုရောတွဲချတာပေါ့ဆိုတော့လူတွေလို့လို့မရအောင်ဒါတွေကခုနကပဲ script ဆိုလို့ရှင် on scene ကြမှာတည်တာမျိုးကြလို့ရှင်ပျော့ပျော့ရွှင်ရွှင်တုပ်ဆောင်ပေးကြတယ်တီးရတော့ hat fee ဆိုရက်တီးလေးတီးအစ်စ်ပေါ့နော်ဆိုတော့ဟိုတီးတီးဆိုအစ်စ်ကလေးပေါ့သူ့ကိုလေပွဲထုတ်ပွဲထုတ်တဲ့ပုံစံမျိုးလေးလည်းဖြစ်ပါတယ်ပေါ့နော်မမဟိမာနဲ့ကတော့ဟိုအရင် interview လေးတွေတော့ပြောပြတယ်အခု address ဆိုတာတင်ဆရာမြင်ဆရာကြားဆရာပဲဒီနေ့ဒီချိန်မှာတော့မမတယောက်တည်းဆိုတာမဟုတ်ဘဲနဲ့ကိုပါရောပြီးတော့အဲစုံတွဲလို့ဖြစ်သွားတာပေါ့လေအဲ့တော့ဒါတော့ခုအတွက် ဟိုကံကောင်းခြင်းလေးတစ်ခုပေါ့เนาะအဲ့တော့မမဟိမာနေဝင်းနဲ့ဒီဆုံးမဆိုရဲချင်းလေးပါတော့ကြပြီเนาะကိုကြပြီမနေ့ကနေ့မနေ့ကို9နှစ်စနေလောက်ရှိပြီ9နှစ်လောက်ရှိပြီအဲ့တည်းကညွန်နိုင်တဲ့များအဘန်တွေကတချင်းနေအများကြီးခဲ့ကိုဖြိုးကလည်းကိုဆိုရင်အမြဲယုံစီနဲ့ဟိုကိုဖြိုးရဲ့အကောင်းဆုံးချင်းနေပေါ့เนาะအဲ့လိုပေးတယ်ပေးတယ်ရိုက်တယ်ရခွင့်ပေးတယ်အဲ့လိုလည်းကိုဖြိုးမပြောရတဲ့ဘူးမှပြောကျေးဇူးတင် ဘယ်လိုလဲဆိုတော့သူ့မှာဟို main ကလေးဆိုတာအများဆုံးဖြစ် feminine energy ပေါ့နော်အဲ့လိုမျိုးဆိုပေမဲ့သူ့မှာ masculine လို့ခေါ်တဲ့ဒီယောက်ျားလေးဆန်တဲ့ energy တွေရှိတယ်အဲအဲ့လိုမျိုးဟာတချို့အလုပ်တွေမှာဟိုအကူရို့ဟိုပါ push လုပ်သွားတာပေါ့နော်ဟိုဘယ်လိုရောမလဲတနေရာရအောင်တွန်းပို့သွားနိုင်တာပေါ့နော်နောက်ပြီးတော့အမှတ်ရကောင်းနေရမေဘရနီကတခုနှစ်ခုမကတော့ဘူးမေဘရနီကဒီမျောနိုင်စမြာဆိုအခုဘွားရဲ့အစပဲတကယ်ကြီးတော့ဒီမျောနိုင်စမြာအနေမှာဒီ last time ဆိုသူငွေချင်း ်ဆိုတော့ဟိုပြေးမလွတ်ဘူးပေါ့နော်အဲ့တော့ membrane ရအောင်ပဲတမီး concept ပေါ့နော်ရှိတယ်ဟိုဟိုဖိတ်မှလာခဲ့ပါပေါ့နော်အလားမပေါ့ပေါ့နော်ပြီးဒီသင်းလေးလေးစုံမှာပေါ့အဲဒီမှာအဲ့မေ့နေဒီသင်းလေးစုံမှာတမီးရိုက်ပေးတာဒီသင်းလေးစုံမှာပြီးတော့မှဆက်မဟုတ်ဘူးတမီးရိုက်ပေးတာသင်းလေးအကုန်စုံမှာဟုတ်တော့သူရိုက်ပေးတဲ့သင်းတော်များအခုရဲ့ဟိုစုပြနေရတဲ့သင်းတွေကြီးပဲဟိုမှာအသင်းနှလုံးမရှိတဲ့လူနော်ညော်နိုင်သမျှအခုအခုမှာပဲဒီခုနကတို့တငယ်ချင်းစကြွေးမှုအများကြီးအများကြီးရဒါမေဘရနီဖန်တီးပေးခဲ့တာတွေဆိုတော့ကိုတို့က ဟိုဆိုပြတဲ့စင်တိုင်းပြည့်လို့မှာမဟုတ်ဘူး။အဲ့တော့လည်းအရန်ဝမ်းသာပြီးတော့တခုချီရပေါ့ကုဖြိုးနဲ့ကန်ဆက်တယ်ပြောမှာမသိဘူး။ဒီကုဖြိုးကိုရိုက်ပေးခဲ့တဲ့သချင်းလေးဆိုရင်တော်တော်များတပုတ်တပုတ်ကလည်းသူ့စတိုရီနဲ့သူ့အိုင်ဒီယာလေးတွေကဟိုအမြဲတမ်း ွဲပြီးစမ်းတက်နေရပေါ့နော်အဲ့ဒါလည်းတချင်းကြောင့်လည်းဆိုင်ပဲကိုဖြိုးဆိုတဲ့ဆိုဟန်နဲ့ဆိုင်ပဲပြီးတော့အမတ်တရားအဖြစ်ဆုံးဆိုရင်တို့တငယ်ချင်းပေါ့တို့တငယ်ချင်းကရတဲ့အမတ်တရားဆိုအခုဒီအိမ်မှာအကောင်လေးရှိသေးတယ်ပီကာချူးဆိုတဲ့ကြောင်လေးကြောင်လေးကြောင်လေးအဲ့ထဲမှာကြောင်လေးဇက်ကောင်လေးထည့်တာဒီတရားဟိုအသက်ကွဲရဲ့ကောင်မလေးကိုကုစားပြီးရဲ့ကြောင်လေးကိုအဲ့တော့ရိုက်ကူးပြီးမှလည်းကိုကလည်းအဲ့လိုတိတ်ဆန်နေပါရဲ့ချစ်တတ်တော့အဲ့ကြောင်လေးကိုတကယ်ဝဲလိုက်မယ်ဝဲကယ်မွေးလိုက်မယ်ဆိုပြီးတော့အိမ်မှာမွေးလိုက်တာကြောင်ကကြောင်အမလေးအဲ့ကြောင်မလေးမွေးထားပြီးတော့အဲ့ကြောင်မလေးကခလေးထုံဝင်ကြောင်၆ကောင် အဲ့မှာအဲ့မှာအကြောင်ကြားဆိုပြီးပြည်ပြီးတော့အဲ့အမတ်တရားပဲအဲ့ဒီတို့ငယ်ချင်းကရတဲ့အမတ်တရားအကြီးဆုံးအောင်အဲ့ဒီကကျူးဆိုတဲ့ကြောင်လေးနဲ့သူ့ကလေးတပြုံနေဟုတ်ဟိုပြောမလဲခုနကပြောတချင်းနေရဲ့ကန်ကန်ကန်တရားရှိမယ်ပြီးတော့လက်တွဲလုတ်ကိုင်းနေလို့ဥမာထားပါတော့အကိုဆိုလို့ရှိရင်လည်းအလွမ်းချင်းဟိုညီလေးတို့ဆိုတဲ့ခါလေးမေးရပါအလွမ်းချင်းတွေပဲစိုးနေတာအပြင်မှာအဲလွမ်းတခန်ရှိလာပါ냐ပြောအမှန်တော့မဟုတ်ကိုကြီးရောက်လာချင်းနေအလွမ်းချင်းတွေပဲဖြစ်အဲ့လိုအဲ့လိုသဘောမျိုးပေါ့နော်အကိုကလည်းအမှန်တမ်းပြောလို့ရှိရင်တော့2015 16ဆိုတော့10နှစ်နီးပါးမှာ ဟို boring တော့ဖြစ်တာပေါ့နော်ဟိုကြားတဲ့ခါမှာလွမ်းမယ်ဒါပေမဲ့တကယ်တကယ်ကိုပြောရည်ဆိုကြည့်တော့လည်းမလိုက်ပြန်ဆိုတော့အဲ့လိုအဲ့လိုသဘောလေးတွေတော့ရှိရဲ့အခြေအကျတော့ဒီနေရာနော်အခြေအကျလည်းကြီးမများပါပဲလူမျိုးဆိုတော့အမြဲအလျော့တက်ကန်ရှိလူမျိုးရုပ်မင်းအပြိုရုပ်လည်းမင်းရမှာနော် လူပြိုကြီးပြိုကြီးอ่ะတလုံးပဲအဲ့လိုပဲနေလူပြိုကြီးစဉ်းစားထားလို့ရှင်းနေအများကြီးထုတ်ပါမယ်တို့ဆိုမှမေဘရနီရေးရိုက်ပေးပါဟာတမိဘဲနဲ့သွားနေလို့မရဘူးလေเนาะအဲ့လုံးလုံးမဖြစ်ဘူးလုံးမဖြစ်ဘူးကိုလည်းမရတယ်သူလည်းမရတယ်ဟုတ်တယ်เนาะအဲ့လိုပဲကိုမရတယ်သူလည်းမရရအောင် single life ကတော့နောက်ဆက်မတင်ဘောเนาะเนาะနောက်ကြောင်းအေးတာပေါ့ပြီးတော့ကိုဆုံးဖြတ်ချက်ကိုကိုဂရမ်မတောင်းဝင်ယူရတာပေါ့ကိုဂရမ်မတောင်းဝင်ယူရဟိုဟိုဘယ်လိုရောမလဲသိုးတိုင်မယ်ကောင်းတိုင်မယ်ဆိုတာမိတ်ဆွေရှိရလေတကယ်ချင်းနေရှိရအခုတို့မှတကယ် big family တွေရှိဟိုဘယ်ပြောပြောမလားဆိုမှာပေါ့နော်အရန်ကောင်းမဲ့တငယ်ချင်းတွေဒါလည်းဟိုခုနပြောသလိုပေါ့တစ်ဖက်မှာအားနေတဲ့အတွက်တစ်ဖက်မှာအားတတ်ချက်ဖြစ်သွားတာဖြစ်မှာပေါ့နော်အခုဒီသချင်းလေးဆိုလေကဲဒါပတ်ဝန်းကျင်ကောင်းလို့ထွက်လာမဲ့သချင်းလေးပဲဒီစုံမက်ကိုဒီကာလလေးအတွင်းမှာမြန်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 လောက်ရတာဆိုအတူတွဲဆိုပြီးတော့မမဟိမနေမင်းဆိုလေအရန်ကျေးဇူးတင်ဖို့ကောင်းတယ်မမဟိုဆိုလို့ရှိရင်လေဟိုဘလို့ကျေးဇူးတင်မှာမြန်အခုမျက်နှာပူလို့ပေါ့နော်ဟိုစကားအများကြီးတော့မပြောရဲဘူးဆိုတော့အခုအတွက်ဒီလိုပေးနေရတယ်အများကြီးပဲတကယ်တကယ်ကလူဆိုတာစိတ်ရှိမှလောက်တာလေစိတ်စိတ်မရှိရင်လောက်ပေးဖို့ဆိုမလို့ရဘူး ဒါမမတို့ရဲ့တခြင်းနေရာလေဟိုလိုဘယ်လိုပြောမလဲ variety ဆုံးနေမမကလူရာငိမ့်နေတာတော့တချို့ခြင်းနေဆိုလို့ရှိရင် အောက်ကပရိသတ်ကခုံပေါက်နေရတဲ့ခြင်းနေရှိတယ်မမမအဲ့လိုဆိုကိုတို့ဆိုအားကြရကွာအကိုတို့လည်းတခြင်းအေးတဲ့ခြင်းတွေကိုဆိုးရတဲ့အဆိုတော်ပဲဆိုပွဲနေကြလို့ရှိရင်ဒီ environment ကြီးကို cheering up ဖြစ်အောင်ပေါ့ပျော်လာအောင်ဆိုတာကြီးကတော်တော်ကြီးကိုစိတ်ဖိစီးရတယ် stress မရဘူးဘာလို့ဆိုစမ်းကြည့်လေအမဖြစ်နိုင်တာတွေပဲဆိုလို့ကမှလဲတို့ကအဲ့လိုမျိုးဆိုအဲ့လိုမျိုးကိုတို့ပျော်လာအောင်ဖန်တီးဖို့ဆိုတာဟိုတော်တော်ခက်တယ်ကိုတို့မှဒီဟိုပြောမလဲ မရှင်တခုကိုဖျက်ဆီးနေရတယ်မမကကြတော့နူရတာခက်တီတီလေးဒီမှာမိုက်လေးနဲ့နောက်က music ကအမတန်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 ဆိုအမခုံနေကြရအောင်အမတိန်တွေပြန်လာတာမဟုတ်ကြည့်လို့မမသင်းနေဆိုရင်လူရတာငြိမ်နေတာအောက်က vibe ကအရင်ကောင်းတယ်ဆိုတော့ဒါတွေကတော့အကူအားကြတဲ့အချက်တွေပဲမိုက်မှာနေဝင်နေပတ်သက်နေเนาะ ကအမှန်တမ်းပြောရရှင်ရိုက်တုံးကဆိုလို့ရှင်လဲကိုဖြိုးတို့အချိန်က rush ဖြစ်နေတော့ညောင်လုံးဆိုရဲ version ကိုနမ်းထောင်နေရပါဘောနော်နမ်းထောင်နေရပဲနဲ့ဒီသင်းလေးကိုကိုကိုစိတ်ကူးပုံပေါ်ပြီးရိုက်ထားတယ်ဒါပေမဲ့ဒီနေ့မနေ့သင်းကြားရချိန်မှာဒီသင်းလေးကိုအရန်ကိုသဘောကျအရန်ကောင်းတယ်ဟုတ်ကဲ့ Thank you ပါ Thank you အဲ့တော့လဲဒီနေ့အစိုးကလေးကိုလဲတခြား share ဖို့လဲပြင်ဆင်ထားတယ်အဲ့တော့အားလုံးပဲပေါ့နော်အဲဒီ interview လေးကိုမြင်နေတယ်ပေါ့ဟိုအားလက်ချိန်လေးမှာချိန်ရမယ်ဆိုရင်စုံမှတ်ဆိုတဲ့ချင်းလေးကိုအပိနာဆင်ဖို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်